ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစေဝင်စားပွဲထူကြဆန်းကျင်လူဝဆန်းကျင်ခမီးရောက်ဖြည့်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခေါ်ကြောက်ရလို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ပကံအာနန္ဒာဖေးရမနိုင်ငံသားတွေခိုးယူတော့လက်ဝဲပိုင်ဆိုင်သူကိုအစဉ်ဆက်ခိုက်စေခဲ့တော့စိန်ပြာကြီးနဲ့ ကိုကလေးယတနာတိုင်လို့အမည်ရတဲ့စေဝင်သာပွဲထူးခြားဆန်းကျင်လှုပ်ဝက်ဆန်းကျင်ကမ္မိယဖီးယမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင် အော်ပေးကြပါဦးခင်ဗျာပကံအာနန္ဒဖီးယမနှစ်ဖူးတင်ကြတော်စိန်ပြကြီးနဲ့ကိုကလေးယတနာတိုင်တညမှာပကံမျိုးရဲ့တာယာလှပါတော်ညရှုခင်လှကိုခံစားရင်း ပကံသားမောင်မြစိန်နဲ့ကျွန်တော်ဟာရှင်အောင်အင်ကြီးရဲ့ရှင်း၌ပကံမြို့ဖရာပထုံမြမောင်ရေးထိုးထားတဲ့မိသားကျောက်စာတို့မှာပါရှိသောကျင်းစာများကြောင်းကို ရောက်ရှိသွားခဲ့ပါတယ်။ကိုမြစိန်ရဲ့ရှေးကလူတွေဟာအတော်တန်မှအစွမ်းလန်းကြီးပုံရတယ်ဗျာနော်။ဟုတ်တယ်ကိုရန်အောင်ရေးကျောက်စာမိသားရဲ့ထဲမှာပကံခင်ကောင်းမှုရှင်တွေဟာသူတို့ရဲ့လူဒါနကိုဖျက်ဆီးမှာဆိုလို့ဖရာပထုံဖျက်ဆီးတဲ့သူ လှူခဲ့တဲ့ကြေကျွင်မင်းမှုထမ်းများကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့သူလေပယ်များကို မတရားယူတဲ့သူဖျားထမနာကြောက်မြတ်ယတနာပစ္စည်းတွေကို ခိုးယူတဲ့သူလင်းလေလက်ပြားသူတွေကိုဘေးမျိုးမျိုးသင့်ပါစေလို့ကျင်းစာမျိုးမျိုးရေးထုတ်ထားကြတာဗျအပြည့်အန်ဒီရဖြစ်စေဖို့ကျင်းစာတိုက်ခဲ့တယ်ပေါ့ဗျာအဲ့ဒီကျင်းစာတွေကအခုထိထိရောက်သေးလားဗျကျင်းစာပေါ်မှာခက်ပေါ့ပေါ့ဝီယောတိဖြစ်နေတာကို ကိုမြတ်စိန်ကတိတ်ပြီးတော့ဘဝင်မကြခြင်းဒါကြောင့်ကိုရန်အောင်ရေ တခါတော့ငါခိုက်တယ်ဆိုတဲ့ကဘာကျော်ဟုတ်စိန်ကြောင့်ကိုကြုံတော့ပြောပြရင်ကျင်းသာဆိုတဲ့အတိတ်ပဲတည်ရောက်မှုအကျိုးပြစ်ကိုသဘောပေါက်ပါလိမ့်မယ်ဒါဆိုရင်ကျင်းသာတဲ့စိန်ပြကြီးရဲ့အကြောင်းကိုရှင်းစမ်းပါဦးကိုမြတ်စိန်ရအညာနှွေးကလေးကညင်ညင်မြတ်မြတ်စောသွေးလာသလိုရွက်ကြွေလေးများကဝေဝေသွားနေပါတယ် ပကံနောက်ကိုမြဆိုင်ကယူနီဖန်ကျန်တစ်ခွက်ကိုတောက်လိုက်ပြီးတဲ့နောက်မြန်မာနေ့1688ခုနှစ်မြန်မာပြည်လက်ထက်ကတန်တမာရေးရာကိစ္စတွေအကြောင်းပြချက်နဲ့ကုန်သွယ်မှုကိစ္စတွေနဲ့ဆက်ဆက်ပြီးပကံမင်းနေပြီးတော့ကိုနိုင်ငံသားတွေအဝင်ထွက်ရှိလာကြတယ်။အဲဒီထက်မှပြင်းတဲ့လူမျိုးဂျိုးဆက်တပါးနီအောင်မြန်မာပြည်ကိုရောက်လာပြီးတော့ပကံမျိုးကဖျားတွေကိုကြည့်ရှုလေးလာရင်းနဲ့တနည်းအားမတော့သူရဲ့စိတ်ကိုခွဲခွာလို့မရအောင် ဆွဲဆောင်နေတာကပကံအာနန္ဒဖရာရဲ့မောဟမှာပူဇော်ထားတဲ့ရုပ်ပွားတော်မြတ်တဆုရဲ့နဘူးတင်ကျစ်တော်စိန်ကြီးတစ်ဖွဲ့မယ်ပေါ့။ကြောင်မြတ်ကြောင်လဲနားလဲတဲ့ဂျိုးဆက်ကအကြံငါရှိထားတော့တညလူကြီးတဲ့ချိန်မှာဗုဒ္ဓရုပ်ပွားတော်ရဲ့နဘူးတင်ကျစ်တော်ကစိန်ကြီးကိုကလောထုတ်ပြီးတော့ခိုးယူထွက်ပြေးသွားတော်တယ်။ရှေးကမြန်မာပြည်အနေနဲ့လူတွေရဲ့ကျင်းစာအကြောင်းကိုနားမလဲတဲ့ဂျိုးဆက်ဟာခိုးပြရောင်သွေးယတိတရားကျော်ရှိတဲ့ စိန်ပြာကြီးကိုရလို့ဝမ်းသာကြည်နုနေပေမဲ့အဲ့ဒီပြောရဲ့နောက်ဝေကဖြစ်ပေါ်လာတဲ့အကျိုးဆက်ကမကောင်းလှဘူးဘယ်လိုကျိုးဆက်များလဲကိုမြဆိုင်ရကျိုးဆက်ကစိန်ကြီးကိုရပြီးတော့ပဝင်လေးဟပ်ပြီးဝမ်းသာလုံးဆိုလို့ယူသူမတက်ပေါ်တွန်းတွန်းဖြစ်ရကအိန္ဒိယကိုတစ်ခေါက်ပြန်လာမှာတော်လန်ခီးမှာအဖော်ရီနဲ့ကွဲပြီးတော့ကြောက်ကြိုက်လို့တေးပါလိရောဟုတ်ဗျာဒါဆိုရင်စိန်ပြာကြီးရဲ့ဇလန်းကစုံပြီပေါ့ ပြောပါမယ်ကိုရန်တော်ဂျိုးဆက်ခိုးတော်တဲ့စိန်ပြားကြီးကိုခွဲစိတ်ဖြတ်တော့ဖို့အန်တဝမ်မျိုးကပရင်းဆရာကြီးဒီဝစီမှာအနံခဲ့တယ်အကျန်သမားပြင်းတဲ့ကြောက်ကုန်တဲ့ဂျိုးဆက်ကမြမပီဖီးယားကခိုးလာတဲ့စိန်ကြီးကိုမြမပီရင်ကပြောင်းမှတ်သိရင်ချီရကောက်ပြလွန်စားလိုက်လာမှဆိုပြီးတော့စိန်ကြီးကိုခွဲစိတ်ဖြတ်တော့အစာဖြတ်ဖို့စိတ်ကူးရှိပုံရပါတယ်ဒါပေမဲ့တိုက်ဆိုင်လာလားခိုက်တာလားပြောအောင်ဂျိုးဆက်အခက်တဲ့စိန်ကြီးကိုလက်ခံမိတဲ့ပရင်းဆရာကြီးကို စင်ကြီးအကြောင်းသိနေတဲ့သူတစ်ဘက်ကတတ်ပြီးတော့စင်ကြီးကိုယူပြေးပြန်တယ်။အိုးလောကရန်တရားများတော်တော်ကြောက်စရာကောင်းလိုက်တာ။ပစ္စည်းလောဘတတနဲ့စရာရင်ကိုတော်ပြန်ပြီးတတ်တဲ့တပည့်မိုက်ပဲ။ကံကြီးထပ်ပြီးပေါ့။ဟုတ်တယ်ဗျ။လူရဲ့စိတ်ကအတော့ကိုနားလေရခတ်တယ်။လောဘဒေါသမောဟတွေဖုံးလာရင် အတ္တတဏ္ဍာဖုတ်ပြီးကျေးဇူးရှင်လေကျေးဇူးရှင်မမသိတော့ဘူး။ပဒိန်စရာကြီးကိုတတ်တဲ့တပည့်မိုက်ဟာ လန်ကီဒီနီယမတမယလူစုတွေရဲ့ဖန်ဆီးတက်ဖြစ်တာကိုခံလဲရတယ်။အဲ့ဒီချိန်ကစပြီးစိန်မြကြီးဟာလက်ဝဲရှိတဲ့သူတယောက်ပြီးတယောက်ပြောင်းနိုင်မှာအာဂုတ်တို့ဂျမာသူတွေနဲ့တို့ပြီးအသေးဆုံးနဲ့တရားတာကြီးပါပဲဗျာ။အဲ့ဒီတည်းမှာစိန်မြကိုဝတ်ဆင်မှုတဲ့ပြင်သစ်ဘီရင်လူဝီဆလင်းနဲ့သူ့ရဲ့မိဖုရားက ပြင်သစ်ဒေါ်လာရေးကာလမှာနာမည်ကြီးတဲ့ကောင်းဖြတ်ဆက်ကြီးနဲ့ကွမြင့်ခံခဲ့ရတယ်။ပြည်သူမင်းသမီးတစ်ပါးနဲ့ အမတ်ကြီးတောင်အစ်စ်ပါလိုက်သေးတယ်ဗျထိုကဲ့သို့ပြောရင် မောတော်ဟန်နဲ့ရင်းနှီးချမ်းဖန်ကားတစ်ခွက်ကိုမောတော်လိုက်ပြန်နေအညာနွေနဲ့ပကံညရဲ့ရိုက်စော်သွေးနေတော့လေးပြင်းနွေ့နွေ့ရဲ့မောင်မကြီးတမောင်ထနှောင်းရနှက်ကခတ်တင်တယ်ခေါင်းကင်ရမကျယ်လေးမြကတဝင်းဝင်းလင့်လက်လို့နေပါတယ်တနေ့ကိုမြတ်စေစိန်ပြကြီးလီကာကအဲ့ဒီမာရင်ပြီးရောလား ထို့ကဲ့သို့ပကံသားကိုမျက်စိန်ကသဘောကျစွာရင်မောလိုက်ပါလေထို့နောက်စိန်ပြကြီးရဲ့ဂျင်းစာကတလောက်နဲ့ဘယ်ပြီးမလဲဒါပေမဲ့စိန်ပြကြီးရဲ့ဂျင်းစာကိုယုံတဲ့သူရှိသလိုမယုံတဲ့သူကလည်းဒုနဲ့ဒီပေါ့1830ပြည့်နှစ်ရောက်တော့အင်္ဂလန်နိုင်ငံမူမတ်မျိုးရိုးတွေကလည်းဖြစ်တဲ့တကြွေဟင်နရီဟုတ်ရဲ့လက်ထက်ကိုရောက်သွားတဲ့အခါဟုတ်စိန်ကြီးဆိုပြီးကဘာကျော်သွားတော့တာပဲမသိရင်မြန်မာပြည်အာဏာဖျားကနဖူးတင်ကြီးရဲ့စိန်တော်ကြီးဟာ ်အင်္ဂလန်သားဟင်နရီဟုတ်ရဲ့မြို့ရိုးစင်ဆက်ကဘိုင်းဆိုင်တယ်လို့ပေါ့ဗျာကိုနိုင်ငံကိုလူမျိုးကဖျားလူထားတဲ့ပြည်စီကိုရယူထားပြီးခတ်တီတီနဲ့ဟုတ်စင်ကြီးတဲ့အဲလိုတည်င်းမလွင်တာနဲ့ဟင်နရီဟုတ်စင်မိသားစုလည်းမြန်မာလူမျိုးတွေရဲ့မြေတားကိုစုပြီးကျင်းစာမိလို့ဒုက္ခအန္တရာယ်ဘေးဆုံးမျိုးမျိုးနဲ့တွေ့ခဲ့ကြရတယ်တို့မြတ်သားမကစိန်ပြကြီးရဲ့ကျင်းစာဟာပြင်သစ်တူရကီအင်္ဂလန်ဂရိစားတဲ့ နိုင်ငံလူပုဂ္ဂိုလ်တည်တည်ရဲ့လက်ထက်ကိုအစဉ်စဉ်လက်လွှဲပြီးတော့ရောက်တယ်။နောက်ဆုံးအမေရိကန်နိုင်ငံညူယောက်မြို့ကကျောက်ကုန်းတဲ့ဟင်နရီဝစ်စတန်ရဲ့လက်ထက်ကိုရောက်သွားတယ်။ဒါပေမဲ့ဗကန်ပြည်ကနိုင်ငံသားခိုးယူသွားတဲ့စိန်ပြကြီးကလည်းတန်ဖိုးကြီးထင်ပေါ်ကျော်ကြားခဲ့ုံသာမကလက်ဝဲထားရှိသူတိုင်းခိုက်တယ်။ဘေးဒုက္ခတွေတွေ့ရတဲ့တည်းဆိုတဲ့တည်င်းစိုးကလည်းရောက်ရသေးတာနိုင်ငံတိုင်းတိုင်းပြည်ပြည်မှာကြိုကြပြန်တယ်။ဒီလိုနဲ့1958ခုနှစ် နှစ်ပေါင်း290တတရောက်မှာစိန်ပြကြီးရဲ့တရင်အစနာကိုတည်ထားတဲ့ကျောက်ကုန်းတဲ့သူကစမစ်ဆိုနီယန်ဝါရှင်တန်မြို့ကျောင်းမြေရတနာပြတိုက်ကိုလှုပ်လိုက်တယ်။ပကံပြည်အာနန္ဒာဖျားကစိန်ပြကြီးရဲ့ဂျင်းစာလေးတခန်းရက်တော်တော်တာပေါ့ဗျာ။တုတ်ကဲ့သို့အဆုံးသတ်လိုက်ပါလေ။ဖျားရတနာပစ္စည်းဆိုတာမတင်တဲ့နှလုံးသွင်းမိကြတော့အပြစ်ဖြစ်စေတယ်။အနန္ဒိယကံနဲ့မချဘူးလို့ကျန်ကံမြတ်မှာအတိအကျဆိုထားတယ်။ ကာယကံမြောက်ကျွန်းလွင်သူရဲ့ဏီကုံးကမဟာဘယ်လှနိုင်မှာမလဲကိုမြတ်စိန်ရဲ့ဒုက္ကတုပြောပြီးတော့အိဆက်အနာယူရန်စကားဝိုင်းကိုအစုံတက်လိုက်ပါတယ်ညဟာတိတ်ဆိတ်မှုကကြီးစိုလာပါတယ်ဗကံခိရဲ့ကျင်းစာများဟာကျွန်တို့ရဲ့အိယဝင်အတွေ့ကိုရောက်လာလို့မိကနဲ့အိပ်ပျော်သွားပါတယ်ညလေးညင်းနဲ့ဗကံရဲ့အလှကလှရောက်အောင်ပါရွှေရောင်တောက်ပါလေရရှိတယ်ရနံလေးတစ်ခုတင်းတင်းမွေး ပြန်လွန်လို့လာပါတယ်အိမ်မက်လို့လို့ဖြစ်နေကျွန်ုပ်ရဲ့အိတ်ခတ်တစ်ခါဟာ အသားရောက်ပွင့်လာပြီးမိကုံငွေတန်းများထဲမှာမမီဝိုးတော့အရေးတန်းကဝိုးတို့စောင့်ထားတဲ့နိုင်ငံသားတယောက်ရဲ့အသွင်ကိုမြင်နေရပါတယ်ထို့သူဟာဖျားတစ်ခုမှဖောက်ထွင်းခိုးယူလာတော့ပစ္စည်းများကိုရွေသွင်းမောကြီးတစ်စီးပေါ်ကို တင်ယူသွားပြီးတော့တင်မောကြီးကကန်းကထွက်ခေါ်သွားပါတယ်ဘုန်းတော်ကြီးတစ်ပါးကတောင်းဝင်းနဲ့တင်မောကိုရွေပြီးနှုတ်မှတစုံတရာကို ရည်ရွယ်လိုနေပါတယ်။မြင်ကွင်းထဲမှာသင်္ဘောကြီးကအင်္ဂလိပ်စလုံးကြီးများနဲ့ရည်ထိုးထားပါတယ်။သင်္ဘောပေါ်မှာသင်္ဘောသားများပြောင်းမြူနေခြင်း။တခြားသင်္ဘောတစ်စင်းကခါလေကဝင်လိုက်ပြီးဝုံထုံးဆိုတဲ့အော်ဟေတန်များနဲ့နှိမ့်မြုပ်သွားတာကိုတွေ့လိုက်ရပြီးနောက်ယုဒိရဲ့ဇိုင်းသူကျင်းတော့မှလန့်လို့လာခဲ့ပါတယ်။ဇိုင်းသူအိမ်မက်မန်နေခြင်းဖြစ်ပါတယ်။ညဦးရန်ကပကန်တော်မောင်မြတ်စိန်ပြောပြတော့ ကဘာကျော်စိန်ပြားကြီးကိုဆွဲလဲမိလို့မတည့်အိမ်မလားဆိုပြီးမဝေခွဲတဲ့ပေါ့တောင်တော်ကြီးတွေးပြီးတော့မိုးလင်ခဲ့ပါပြီမနဲ့မိုးလင်းတဲ့ခါမှာပကံသားမောင်မြတ်စိန်ကိုနှုတ်ဆက်ပြီးကျွန်တော်တို့ဆရာတစ်ပည့်နှစ်ယောက် ပကံညောင်ဦးကားကိတ်မှာရန်ကုန်မြို့ကိုကားစီးပြီးတော့ပြန်လာခဲ့ပါတယ်ကလမကဖြက်ပြီးဖြစ်နေလို့အချိန်မီထွက်လာကြသဖြင့်ညကအိမ်မက်ကျောင်းကိုမောင်မြတ်စိန်ကိုမပြောခဲ့ရပါ အိမ်မက်နဲ့ဆက်ဆက်နေတော့ မာရီရာသင်္ဘောကြောင့်ကိုမိမြန်မာကောင်တကြောင်တစ်ခုသောထူးခြားမှုဖြစ်စဉ်ကိုသိရလိမ့်မယ်လို့ထင်မိတယ်။တနေ့နေ့တစ်ချိန်ချိန်ပေါ့လို့တည်ထားလိုက်မိပါတယ်။ကျွန်တော်တို့ရန်ကုန်ကိုပြန်ရောက်ပြီးတဲ့နောက်တခုသောအလုပ်ပွားတွေရတရမှာရွှေတကုံဖျားဘကိုပရိစိတ်ရန်အတွက် အရှိဗံမုံမှတက်လာခဲ့ရောတောင်ဝေးတစ်ချောင်းနဲ့ယဟန်တော်တပောင်းဖျားဘကိုတက်နေတဲ့ကိုတွေ့လို့ယဟန်တော်ကြီးကိုဘေးမှာတွေ့ပြီးဖေးမကူညီ ခေါ်လာခဲ့ပါတယ်။အရှင်မြတ် တပည့်တော်တို့ကိုတွေ့ပြီးတော့ဖခင်ဘော်တက်ပါဖခင်အေးအေးသာဓုသာဓုသာဓုဒီလိုနဲ့ဖခင်ယင်မြေနာမကို တွေ့တက်ပြီးဘုန်းတော်ကြီးကိုခေတ္တနာနေစဉ်ဝိဖြစ်အောင်ယဟန်တော်ကြီးမှစုမြပေးသနာပြီးတဲ့နောက်ယတနာ၃ပါးစီကဲ့သို့ဟောဘယ်တော့မှမတင်ကုန်ဘူးဘာပဲလို့လို့ကိုလို့တဲ့အလုပ်ပေါ်မှာစိတ်နာထားရင်သူလည်းကြီးပွားကိုလည်းချမ်းသာတယ်ကွဘုန်းကြီးဆိုရင် သာမဏေစာတင်သားဘွားကလေးက ရွှေကုံစီတော်ကြီးထံကိုမနက်တိုင်းထပြီးတော့ဆွင့်ကတ်တင်တလီကခေရောက်တော့လေကုန်းချောင်းဝဲတက်တာပဲတက်တော်ကြီးရင်လို့ဆွင့်ခံမကြွနိုင်ပေမဲ့တနေ့တစ်ခေါက်ဖျက်တက်တဲ့ဝဲကတော့မပြတ်ခဲ့ဘူးရဟန်းတော်ကြီးရဲ့ဝါဝင်တော်အသားရင်နဲ့နှုတ်ပြတော်မျက်နှာတော်မှာအသက်ရွယ်နဲ့မမျှကြည်လင်လို့နေပါလိမ့်တက္ကတော့ဟောဒီရွှေကုံစီတော်ကြီးကအဝေးကမြေုံနဲ့တင်ကြည်ညိုလို့မဆုံးနိုင်အောင်ပါပဲမြန်မာပြည်ရဲ့ ရွှေစီရီကြီးပေါ့ရှင်မင်းကောင်းမင်းမြတ်တွေနဲ့မြမပြည်တို့ပြည်သားတွေအစင်းဆက်ကိုယ်ပွဲစီကဲခဲ့ကြလို့အဖိုးမဖြစ်နိုင်တဲ့ဗုဒ္ဓမြို့တွေရတနာတိုက်ကြီးပဲမှန်ပါဗျာအေးဒါပေမဲ့တချို့ကဖျားလုထားတဲ့ပစ္စည်းကိုကျင်းစာတိုက်သည်ဖြစ်စေမတိုက်သည်ဖြစ်စေမတော်လောဘတက်မိလို့မေတ္တာစုရဲဆိုလိမလားနိုင်ငံခြားသားတယောက်ကံဖောက်တော်ကိုဘုန်းကြီးဂျုံတို့ပြုတ်ပြမယ်တခါတို့ရဲ့တခါတော့ကမြမပြည်ကိုလေလာတဲ့ ိုင်ငံခြားသားတယောက်ဟာမြန်မာပြည်ရဲ့ဇေယျတစုမှ ရွှေငွေရတနာများကိုခိုးယူထွက်ပြေးပြီးသူတို့တိုင်းပြည်ကိုပြန်သွားတယ်။အဲဒီလူဟာဖခင်ကရတနာများကိုခိုးယူထွက်ပြေးပြီးကလေးကတဖြည်းဖြည်းစိတ်ဖောက်ပြန်ပြီးတော့အကျဉ်းတောင်ထဲမှာရင်းအစာမစားနိုင်မနဲ့တမိုင်မဲတထွေထွေစိတ်နဲ့ထောင်ထဲမှာတိတ်ဆုံးသွားခဲ့တယ်။အဲဒီဖြစ်ပျက်တွေဟာတော်တော်လေးမှခိုးလေးတကြော်ကြော်ဖြစ်သွားတဲ့အထိမြန်မာနိုင်ငံမှာထင်ရှားခဲ့တယ်။ဖခင်ရတနာခိုးသူ ဖရာရဲ့ဗန္ဓဝင်များကိုအလွဲသုံးစားလောက်ကြတဲ့သူတွေအတွက်တော့လောကမှာသူတို့တကယ်ရမယ့်ဆုလက်ကကပ်ပေးစိုးမျိုးမျိုးပဲဖြစ်တယ်။ကဲတကကြီးတို့ဘုန်းကြီးလက်စနေတောင်းကနေအာယုံယူစရာရှိသေးလို့ကြွလိုက်အောင်မေ။မှန်ပါဗျာ။ဒါနဲ့အရှင်ဖရာရဲ့ဘွဲတော်ကိုအမေ့ရှိပါအောင်ဖရာ။အညတရပါ။တကယ်တော့မိတ်ပြီးတော့ထွက်ခွာသွားပါလိမ့်။ကျွန်တော်လည်းရဟန်းတော်ကြီးကိုလက်အုပ်ချင်းကြီးညိုနေစေပါပဲ။တောင်းဝေးတတော်တော်နဲ့ မြင်ကွင်းကနေတည်ရွေ့ထွက်ခွာသွားပါတယ်တောင်ကျွန်တော်လေးဝိနံတော်မှာပတိစိတ်ပြီးတဲ့နောက်ဘုရားရင်မြင့်တော်မှာပြန်လဲထွက်ခွာလာခဲ့ပါတယ်အိမ်ကိုရောက်တဲ့ခါမှာမာလီလေးဘေးလူမှကျွန်တော်ရဲ့နာမည်နဲ့ပါစတဲ့ထုတ်လာရောက်ပြီးတော့အနှံပါတယ်ကျွန်တော်ရဲ့နာမည်နဲ့လိမ့်မှုတက်ထားလို့စာတစောင်ကိုတွေ့ရတဲ့ဖြင့်ဖွင့်ဖောက်ကြည့်အောင်တို့မိတ်ဆွေကြီးကိုရန်တော်ခင်မင်းသရိယာဆိုတာစာရေးလိုက်ပါတယ် ျွန်တော်လည်းသမိုင်းဆိုင်ရာစာတမ်းပြုစုဖို့အတွက်ဗကန်နီးယားတဝိုက်ကဖရားလေးကိုလေးလာနေတာနဲ့အခုမှပဲစာရေးပြတာကိုခွင့်လွှတ်စေချင်တယ်။အခုကျွန်တော်ပြပို့လိုက်တဲ့ဂျာနယ်ထဲမှာပါတဲ့မြန်မာယတနာကိုကိုရီဆောင်းပါးကို လက်ဆောင်ပေးလိုက်ပါတယ်။မိတ်ဆွေကြီးအခုစာဖတ်နေတဲ့အချိန်မှာကျွန်တော်ဟာယတနာဂရီဆိုင်တော်သမိုင်းပြုစုရန်အတွက်အိန္ဒိယနိုင်ငံကို ရောက်ရှိနေပါပြီ။နှုတ်မဆက်နိုင်တော့ကိုအနုညွတ်ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်။ခင်မင်းလေးစားပါတော့ပကံတော် သမိုင်းသူတွေဒီမောင်မြစိန်ခိတအိန္ဒိယနိုင်ငံကိုဝါမျိုးကျွန်တော်ဟာမိတ်ဆွေဖြစ်သူပကံသားမောင်မြစိန်မိဖို့လိုက်တော့ဂျာနယ်ကိုဖတ်လိုက်တဲ့အခါမှာကျွန်တော်သိလို့တဲ့ဘီနီအဖြစ်ကို သိရှိလိုက်ရတဲ့ကြောင့်မြတ်စွာဝန်သာခြင်းသူပီတီဖြစ်ခဲ့ရပါတယ်မြန်မာပြည်ဖျားပထုံးမြောက်မှာဌာပနာထားတဲ့ယတနာများနဲ့ဘုရားစင်းတော်များကိုခွန်ယူဖြစ်စီမယ်ဆိုရင်မြေတားစုလို့ဂျင်းစာတင်တဲ့တဲ့ဆိုသောအချက်ကို လက်မခံနိုင်တော့နိုင်ငံခြားသားတို့ရဲ့ကိုယ်ထည်ဖြစ်ပျက်ကိုရင်းရင်းတန်စာဆင်ထားခြင်းဖြစ်ပါတယ်16ရာစုအတွင်းကမြန်မာပြည်ကိုဩစတြေးလျလူမျိုးဟိုက်စ်ဘတ်နိုဝင်းကောင်ဟာမင်းရောက်ရှိလိုလာပါတယ်ကောင်ဟာမင်းဟာအရက်ပုပ်ပုခြေလုံးသေးသေးမျက်စိဆွေးဆောင်ဘယ်လိုပဲကြည်ကြည်လူရုပ်လက္ခဏာအပြည့်နဲ့သူဖြစ်ပါတယ်ကောင်ဟာမင်းဟာမြန်မာပြည်တကူကြီးဖြစ်ရမောင် ရွှေငွေယတနာများကိုလေလေလီလာသူလူလူနဲ့ခိုးယူထွက်ပြေးပါတယ်လူလင်ကောင်းကဩစတြေးလျနိုင်ငံကိုရောက်တဲ့ခါမှာတခုလက်ကတဝက်လူဆိုသလိုနန်းတွင်မူးမဲများကတင်စီလိုက်ပါတယ်နောက်ဆုံးမှာမူးမဲများကကောင်းဟာမင်ဟာစိတ်ရောဂါဖြစ်နေတယ်လို့ဆိုပြီးတော့ဘီယန်နာထောင်စိတ်ကျန်းမာရေးဆေးရုံမှာထည့်ရန်အတွက်ချုပ်နှောင်ထားလိုက်ပါတယ်နောက်ဆုံးမှာဘီယန်နာထောင်တွင်မှာကောင်းမင်ကမထင်မရှား ဆက်သိမ့်သွားခဲ့ပါတယ်။ဤဒီမှာဖရာယရနာတွေကိုခိုးယူလာခဲ့တဲ့နိုင်ငံသားတိုးရကြီးပေးတဲ့တည်ဆုံခဲ့ရတဲ့အကြောင်းရင်းပဲဖြစ်တယ်။ဒါပေမဲ့ကြရင်ခဲ့တဲ့မြန်မာယရနာတွေကိုဩစတြေးလျပြင်ဂျိုးဆက်ကသိမ့်ပတ်ပြီးတော့သူ့ရဲ့မိဖုရားအလီဇဘက်ကိုဆင်မြန်ပေးလိုက်ပါတယ်။သိမ့်မကြခင်မှာပဲမိဖုရားကိုဖနက်ချုပ်သမားကဓာတ်နယ်ထိုးတဲ့ဖြစ်ကန်တော်ကောင်အောင်ရှာပြန်နေ။ကကြမငင်းနေလို့ဆိုလိမလား။ မြန်မာလူမျိုးတွေရဲ့သွေးချွေးနဲ့ရင်ပြီးရလာတဲ့ငွေတွေနဲ့လူတန်းထားတဲ့ဖရာရည်နောင်ဗုဒ္ဓမြို့တွေကိုခိုးတဲ့သူနိုင်ငံသားပဲဖြစ်ဖြစ်မြန်မာလူမျိုးပဲဖြစ်ဖြစ်ဖရာဆုရတဲ့ဆိုတော့ကိုမယုံမရှိကြနဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီဘုရင်ရဲ့သားတော်ရူရဟောင်းသူ့ရဲ့ချစ်သူကိုတဏှာနဲ့ပြစ်ပြီးတော့သူ့ကိုယ်သူတတ်သိသွားပါတယ်နှလုံးပြိုင်တေးပွဲပေါ်အဲ့ဒီတဲ့င်းကိုကြားတဲ့ ဘရင်ဂျိုးဇက်ဟာနှလုံးရောဂါဆွဲပြီးကံကုန်သွားရှာပြန်နေဂျိုးဇက်ဘရင်ကံတော်မကုန်မီယတနာတွေကိုသူ့ရဲ့ညီတော်မဇီမီလီဟမ်မင်းတော်ကို လွှဲလဲရပါတယ်ဘရင်ကြီးဂျိုးဇက်ကံကုန်ပြီးတဲ့နောက်အမေရိကန်တောင်ပိုင်းနဲ့မြောက်ပိုင်းပြည်တွင်းဆက်ဖြစ်ကြပြန်နေမက္ကဆီကိုမောင်းဘရင်မဲ့နေတဲ့အတွက်ဂျိုးဇက်ရဲ့ညီကိုဘရင်ခန့်အပ်ကြတယ်မိဖုရားချားလို့နဲ့မက္ကဆီကိုနိုင်ငံပေါ်ဘရင်ဖြစ်စံမြန်နေစဉ် ပုံကံမှုတွေဖြစ်ပေါ်လာပြီးဘယင်ကိုပုံကံသူတွေကကွံ့မြလိုက်ပါတယ်မိဖုရားလေးစစ်ကူသွားတောင်းရမှာတရင်စိုးကြလိုက်ရပြီးလက်ကြည့်ပြက်ယူသွားရင်လည်းကံတော်ကုန်ကြရတယ်ကောင်းဟာမင်းဆိုတဲ့လူယုံမောင်မျက်စိဆွေဆောင်တဲ့တခိုးယူသွားတဲ့ယတနာတွေကိုရတဲ့သူတွေထဲမှာဘယင်နဲ့မိဖုရားဟာကံကြမ္မာရဲ့တတိယသားကောင်းများဖြစ်ပါတယ်တဖန်နောက်ထပ်သားကောင်းကမကက်စီကိုတမရဟောင်း ရိုးတိုက်ကအာနာကိုသုံးလို့တိမ့်ပိုက်ပြန်မာတယ်1912ခုနှစ်မှာ ဖရန်စစ္စကို မာရီကို သမရဖြစ်လာတဲ့ခါမှာသမရဟောင်းရိုးတိုက်ကရထားတဲ့ယတနာတွေကိုမာရီဒါရွတ်တင်ပေါ်တင်ပြီးဘယ်လဲရေချောင်းခီနဲ့ပြင်းတဲ့ပြည်ကိုထွက်ပြေးသွားတယ်ရွတ်တင်မဟောင်းပင်လယ်ခွေကိုကြောဖြတ်ပြီးတဲ့နောက်ဟဒီယာငူကိုလွန်လာခြင်းမှာအစမရဲ့ကာရက်ဆိုတဲ့မိသမောရဲ့ခါလေမှာဖြစ်တဲ့တောက်ကိုခံရပြီး တင်မောနှိမ့်မြှုပ်သွားခဲ့ပါတယ်။ကျမငင်းချင်းတစ်မျိုးပဲဖြစ်ပါတယ်။မြမဘီရဲ့ဇီးတော်မှာဌာပနာထားတဲ့ယတနာပစ္စည်းများပင်လယ်ပြင်အောက်ငုံရှိုးပြောက်ွယ်လို့သွားပါတယ်။မာရီတာတင်မောနှိမ့်မြှုပ်ပြီးတော့ရတရပတ်6ပတ်မတိုင်မီကပတိန်ချာဝီလီယံဆိုသူကရှာဖွေရမှာမတွေ့ကြရပါ1924ခုနှစ်မှာယတနာတိုက်ရှာတဲ့သူတချို့ကချီဇာဝိပင်လယ်အော်မှာတနွေလုံးလဲရှာကြပြီမဲ့မတွေ့ကြရပါဘူး 1930ပြည်နှစ်မှာကပရင်ဟာရီအရုပ်ဖွဲ့ရင်းငုံရှားကြတော့လေမြမယတနာတိုက်ကုန်မတွေ့ရပဲရင်းအောင်မှာ6666ဖြစ်ခဲ့ရပါတယ်ထို့နောက်ဆောင်းပါရှင်လက်ဖရီနေရိုက်ဘက်ကမာရီတာတင်မောပေါ်မှာပါသွားတဲ့ယတနာများရဲ့မှတ်တမ်းကိုရရှိပြီးတော့ကိုရင်တူတဲ့စင်ကိုရအောင်တဲထဲမှာ၁၂ပေခန့်နှိမ့်မြုံနေတဲ့တင်မောပြည့်ကြီးကိုကြောက်စီရသွင်းနဲ့တွေ့မြင်ခဲ့ရပါတယ်ဖျားပစ္စည်းအစိတ်တိကဲ့သို့ ကျောက်စီရကန်ကြမ္မာများကဒကဝိတခုတွေ့နေရသဖြင့်သင်းမောပြည်ကြီးကိုဂုံးမော်ရော့အောင်မဆွမ်းဆောင်နိုင်ခဲ့ပါမြမပြီမဗုဒ္ဓယတနာကိုကလေးတန်မိုးရှိသောသဘာနာပစ္စည်းများကိုသာမကောက်ဗုဒ္ဓအစင်းတော်မြူတီများဟာအဒလရိတ်သမုဒ္ဒရာမှာရှိတဲ့ဗာဂျီးနီးယားပူနဲ့45မိုင်ကွာရေအောက်မှာဘယ်သူမှအရောက်မခံပေဗုဒ္ဓမြူတီယတနာအတိုက်ဖြစ်ကိအောင်လျက်ရှိနေပါတယ်အမှန်ကတော့မြမပြီကို ဗုဒ္ဓမြို့ဒီယတနာတွေကိုနိုင်ငံသားတွေခိုးယူသွားတဲ့အတွက်အဲ့ဒီဇေယျတော်မဘုန်းတော်ကြီးဟောယတရပတ်လုံးဝစီပိတ်ကျင့်ပြီးတော့မြစ်တာပွားများလျက်နေခဲ့ရာရှေးရမြောက်တဲ့နေ့ထိဘုရားဌာပနာတွေကိုဖောက်ယူသွားတဲ့နိုင်ငံသားဟောစတြေးလျလူမျိုးကောင်းဟောင်းမင်းကိုမြစ်တာပွားများခဲ့တဲ့အတွက်ကြောင့်ကောင်းဟောင်းမင်းဆိုတော့မျက်စိဆွေဆောင်နေတဲ့လူရောမပါဝင်ပတ်သက်သူအလုံးမှာမြစ်တာစုရောသလားတမမဟုတ်ဖျားစုချင်းလားဆိုပြီး နှိမ့်ကုန်ချုပ်ထားပါတယ်။စိုက်သူကျွန်ုပ်ဟောင်းမြန်မာရတနာကိုကလေးဆောင်းပါးကိုဖက်လိုက်ရတဲ့အခါမှာဗကံမျိုးမမတ်ခဲ့တဲ့အိမ်မက်ကိုပြန်ပြောင်းတတိယပြီးတော့အိမ်မက်ထဲမှာမာရီတာရွတ်တင်မောကြီးမှာလွင်ငယ်သောနှစ်ပေါင်း80ခန်းကရှိသလိုနဲ့လက်တွေ့ပြင်ပမှာ အမှန်တကယ်ရှိခဲ့ပါတယ်။ရွှေတကုံရင်းမြစ်တော်ပေါ်မှာမြန်မာဗုဒ္ဓရတနာမျိုးတွေများကိုဖျက်ဆီးပါကကြီးမားသောအနန္တရကံထိုက်တဲ့ဆိုသောယဟန်တော်ကြီးရဲ့မိမ္မာချက်ကိုကြားရောက်မိတဲ့အခါ မသုံးတဲ့မသုံးတိုက်တော့ဘုရားကြောင့်ကံပစ္စည်းများကိုမရှောင်နိုင်တဲ့သူတွေအလွယ်သုံးစားပြုတဲ့သူတွေဘုရားကိုလူထားသောငွေချင်းနဲ့မိမိရဲ့အရှင်ဝါအာနာယတုကို သုံးပြီးတော့အတူပေးခြင်းအလွယ်သုံးစားပြုခြင်းတို့ဟာတဘဝဇံလူမြားတို့အတွက်ကျွန်ုပ်ဟာ လွှဲဆောင်မှထိတ်လန့်တုန်လုံမိပါတယ်ပလင်တော်အော့အဆောက်၅ထုတွင်ကြီးတူ၍ဖြစ်လေပြီ ပေါင်းတော်နှစ်ဖက်ချက်တော်မကျွင် ထိတ်တော်ထွင်း၍အချင်းအောက်သို့တူလေပြီပခုံးတော်နှစ်ဖက်ဒိဋ္ဌိဖြစ်၍ဖြစ်ပြီးဒီကိုဘုံလိုသူတော်စောတည်းလူပြိတာတို့စာယာမတိမိမိမယားသားနှင့်တကွရှာစားကြလေစမလောက်အဆောင်နဲ့စွာတူတာရှာ၏ဥစ္စာမယားရင်ကြီးရှိုးရှိုးရှိုး ဒေတိလူတို့ဖြစ်မိတော့အောင်အဘယ်လေးပါတို့လာလီအမည်အဝီစီထံငရေခံဤမီလီယံကိုလုံးလလောက်ပြုပြင်သူကောင်းနေပင်ကောင်းဤနေရောစကောင်မတို့လျောင်းပကံရွှေစံတို့ဖျားအေအနောက်လောကဥရှောင်းနှစ်ထက်ကူပြရရှိအာယုံငန်ရဲ့မြောက်ဖက်မှာရှိသောမှင်သောစာရည်သူဟုတ်ကဲ့စေဝင်သာပွဲ ထူးခြားစံကျေလောဘစံကျေ ပြည်မှန်ဇလန်းကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့မိတ်ဆွေတို့အတွက် ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးကတော့စာရေးသူဆရာကြီးတင်နေဝင်းထမင်းစင်းမြို့ရေးသားထားသောအနာဆွေးအနာဟောင်းများအမြန်ကျက်စီရန်လို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်။တိရှာတော်တန်ရာကြောင့်ဖြစ်စေအဖူပိန်ပေါလို့ဖြစ်စေ အနာဖြစ်လာတဲ့ခါမှာတခါတည်းရန်တော်တော်နဲ့မကြံနိုင်မေအနာဟောင်းအနာဆွေးများဖြစ်လာတတ်ပါတယ်အဲဒီခါမှာသာမန်အနာကျက်ဆေးများကို သုံးဆွဲတော့လေပျောက်ကင်းနေလို့မရှိပဲအနာမောင်ကြီးထွားတဲ့ကြီးထွားလာတတ်ပါတယ်ပြီးမြောင်းလူပုံများကအရေးပြားတဲ့အသားကိုစားလာတဲ့ခါမှာပိုလို့တော့စိုးရင်စရာဖြစ်လာရပါတယ်တချို့ဆိုရင်စေယုံတက်ရောက်ကုသရသဖြင့်အချင်းကုန်ငွေကုန်လူပန်းဖြစ်ကြရပါတယ် မတိတူကြောသောတိတူဖို့စားဆိုသောဇကာနေကြီးတိတူများတို့စေမခတ်ပါမြန်မာတို့ရဲ့အိမ်ချံဝန်းများမှာစိုက်ပျိုးထားလေရှိသောသရင်ကြီးပင်ဟောင်းစိဘက်အလွန်ဝင်လာပါလေကျောအောင်ရင်အောင်ခါကైဒုကైအကြွတ်တက်အသေးရောင်ဝမ်းချုပ်လီထူလီအောင်ဝမ်းသွားဝမ်းကైဒူလာလေးကောင်းစသဖြင့်ယောဂတော်တော်များများတို့အစွမ်းထက်လာသော ဆွေးဘက်ဝင်အပင်ပဲဖြစ်ပါတယ်။တယင်းကြီးပင်ဟာပင်လယ်မျိုးဖြစ်ပြီး အမြင့်ပင်20ကျော်တဲ့အထိမြင့်တက်ရှင်သန်တတ်ပါတယ်။အရွတ်မှာဥွှွှင်ပြီးတော့အသားနာမှာဓမ္မရွက်ကဲ့သို့လွှော်သွားပုံတံခွေးသွားစေခြင်းများပါရှိပါတယ်။အရသာမှာအနေငယ်ခါတက်ပြီးတော့ပူပါတယ်။အထက်ပါအနာဆွေးအနာဟောင်းများတွေအသုံးပြုမယ်ဆိုရင်အရွက်မနှုတ်မရင်၄50ရွက် အနာနဲ့တင်းတလောက်ကိုခိုးယူပြီးကြောက်ပြင်းမှကြိတ်ချေပါလက်ကောင်ကြိတ်ချေဖက်များကို အနာပေါ်မှာအုပ်ပြီးတော့ပတ်တီစီထားပေးပါဒီနေ့နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ အနာကိုပတ်တီမစီမီလက်ဘက်ကြောက်ပြုတ်ခပ်ဖန်ဖန်သို့မဟုတ်ကိုကိုရက်ပြုတ်နဲ့ဖန်ရင်မြဲစေပေးပါ စီဂျိုယောဂါရှိရင် စီဂျိုကြာစေးတောင်းရန်အတွက်လိုအပ်ပါတယ်ဟုတ်ကဲ့ဆိုင်သူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် စေဝင်သားပွဲထူးခြားဆန်းကျင်းဒေဒရင်ဘူကမ္ဘီယာဖြစ်ရမဇလန်ကောင်းလေးကိုဘာကြည်စံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တော့ဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားစံချိန်လိုဝတ်စံချိန်ဒေတဲ့ရင်ဖို့ပရလောကကမိယရေမတမှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှားဖွေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။